အခုလက်ရှိကာလမှာဒီ NUG အစိုးရကတိုင်းဒါအဖွဲ့အစည်းတွေကလည်းဒီနိုင်ငံရေးအတွက်ပြင်ဆင်နေကြတဲ့အချိန်မှာဒီ fiscal federalism ပန်တာရဲ့မူဝါဒနဲ့ပတ်သက်ပြီးတော့အခုကနေစပြီးမှပြင်ဆင်လို့ရပြီလားတကယ်လို့ပြင်ဆင်လို့ရပြီဆိုရင်ဒီမူဝါဒကပြည်ထောင်စုအဆင့်ကပဲပြင်ရတာလားဒါမှမဟုတ်ရင်ပြည်နယ်တွေကရောဒီမူဝါဒကိုဘယ်လိုစပြီးပြင်ဆင်မလဲပေချင်ကစပြီးပြင်ဆင်တင်တယ်လဲဆိုတာကိုလည်းစပြီးပြောပြပေးပါစီယား ပြင်ဆင်မှုကတော့အခုကတည်းကစရမှာပေါ့နော်ကျွန်တော်တို့အားလုံးတော်လန်ရေးပြီးမှပဲအားလုံးပြန်ပြင်မယ်ဆိုရင်တော့လေဒီအစ်စင်မပြေနိုင်ဘူးပေါ့နော်ပြီးရင်အဲ့ဒါလေလက်တွေ့လည်းမဆန်အောင်ဘာလို့လဲဆိုတော့အခုဒီတော်လန်ရေးကဟိုဘယ်လိုပြောမလဲတနိုင်ငံလုံးချက်ချင်းလွတ်မြောက်သွားတာမျိုးမဟုတ်နေဘူးပေါ့နော်တဖြည်းဖြည်းနဲ့အစိတ်အပိုင်းတွေကျွန်တော်တို့လွတ်မြောက်လာတယ်ဘက်ဖက်မှာလည်းရန်သူဘက်ကနေပြီးတော့အင်အားနည်းလာတယ်အဲ့အင်အားနည်းလာတဲ့လေဟာနယ်တွေကိုလည်းကျွန်တော်တို့ဘက်က အာအုတ်ထုတ်ရေးတွေပေါ့နော်ဝင်ပြီးတော့နေရာယူပြီးတော့တိဆောက်ရတာရှိရေပေါ့နော်ဆိုတော့တော်လန်ရေးလုပ်နေရင်ဒီစစ်ရေးလုပ်နေရင်တစ်ဖက်တည်းမှာပဲပေါ့နော်အုတ်ထုတ်ရေးတိဆောက်ရတယ်ဒါက NUG တင်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အဲဂျန်နဲ့တိုင်းတာအဲတော်လန်ရေးတွေအားလုံးလေးဒီနေထားကိုဂျုံရတာပဲပေါ့နော်အဲ့တော့ဟိုပွဲပြီးအောင်ကိုကျွန်တော်တို့ကတော့စောင့်ရမလို့ဘူးပေါ့နော်ကျွန်တော်တို့ principle အရကျွန်တော်တို့ကိုလုံနိုင်တဲ့ဒီကိစ္စရက်တွေကိုကျွန်တော်တို့ဟိုအခုကတည်းကပေါ့နော် အဲကျွန်တော်တို့ကလှုပ်သွားမှုဖြစ်တယ်ဗောနော်ဒီကျွန်တော်တို့ NUG ဆိုရင်တော့အဲဘယ်လိုလုပ်နေလဲဆိုတော့ FDC ကိုအခြေခံပြီးတော့ဗောနော်ဥမာတန်ရဇရကိစ္စရက်ဒီမှာဆိုရင်ကျွန်တော်တို့စီမံခန့်ခွဲတဲ့နေရာမှာဒီ FDC ရဲ့ဒီအဲမူမပြတ်အောင်ဗောနော်ကျွန်တော်တို့အဲဒီအထူးသဖြင့်အဲဒီဒီအောက်ခြေကိုအဲဒီ power power ဗောနော်အဲ power power ခွဲဝေတဲ့ပုံစံဗောနော် revenue sharing အဲ power sharing ပုံစံကိုကျွန်တော်တို့အဖွဲ့အစည်းထဲမှာကျွန်တော်တို့ဟာအဲတိဆောက်တယ်ပေါ့နော်တိဆောက်ရတယ်တစ်ဖက်ထဲမှာပဲတိဆောက်ရတယ်ဆိုတော့အဲ့ဒါမရှိဘဲနဲ့တော့ကျွန်တော်တို့ဟိုဒီတစ်ချိန်ပေါ့နော်တစ်ချိန်ကျွန်တော်တို့ဒီ federal ကိစ္စရက်တွေပြန်ဆွေးနွေးဆွေးနွေးတဲ့နေရာမှာအာကြိုင်တော့ဒီဒီရှိပီးသားတွေကအဲဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့ကဆွေးနွေးရတာပိုလွယ်လိမ့်မယ်လို့ထင်တယ်ပေါ့နော်လုံရင်းကြိုင်ရင်လည်းအဲ့ချိန်ကြရင်ပေါ့နော်ကျွန်တော်တို့ အဲဒီ policy တွေရဲ့အခက်အခဲတွေကိုကျွန်တော်တို့လက်တွေ့လုပ်တဲ့လူပါပို့ပြီးတော့တိမာ ဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံရေးအရဆွေးနွေးတဲ့အခါမှာလည်းလက်တွေ့ပို့ပြီးတော့ဆန်တယ်။နောက်ဒီအတူတူပြောင်းရေးကာလမှာလည်းအလိုက်တင်လိုက်ပါနိုင်တဲ့အခင်းကျင်းမျိုးကိုကျွန်တော်တို့ရည်ရွယ်ဖြစ်တယ်။အဲဒါကြောင့်မလို့အဲကျွန်တော်တို့ဟိုဒီ NUG ဆိုရင်တော့ကျွန်တော်တို့ကတော့ FDC ပေါ်မှာ အခြေခံပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီမူဝါဒပိုင်းဆိုင်ရာတိဆောက်တယ်အဖွဲ့အစည်းပိုင်းဆိုင်ရာအဲတိဆောက်တာရှိတယ်အဲ့တော့ဂျန်နဲ့အဖွဲ့အစည်းတွေလည်းကိုယ့်ရဲ့ပေါ့နော်ဟိုကိုယ့်ရဲ့ဒီ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  governance framework အတိုင်းပေါ့နော်ကျွန်တော်တို့အဲဒီ um the federal principle ပေါ်မှာအခြေခံတဲ့အဲဒီကိစ္စရက်တွေပေါ့နော်ဟို FDC လို့ပြောရင်လည်းကျွန်တော်တို့ကနှစ်ပိုင်းရှိတာဟုတ်အဲဒီပထမတစ်ပိုင်းကတော့ဘယ်သူမှငင်းနိုင်မှာမထင်ဘူးပေါ့နော်ဆိုတော့ အဲ့ပုံမှာဟိုဟိုအခြေခံပြီးတော့ဗောနော်ကျွန်တော်တို့စပြီးတော့အဲတိလျှောက်ထားလို့ရတယ်ဆိုလိုတာကကျွန်တော် FDC ထဲမှာဆိုရင်ကျွန်တော်တို့တန်စရာဆိုင်ရာကိစ္စရက်တွေပေါ့နော်တန်စရာကိစ္စရက်တွေကဒီပြည်နယ်မှာရှိတဲ့အစိုးရတွေလက်ထဲကို ကျွန်တော်တို့ကအဲထည့်ထားပြီးဒါပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ဒါနဲ့ဆိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့အဲကြိုပြီးတော့ပေါ့နော်အဲလောက်သွားလို့အဲရနိုင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲဒီ အဲ့လိုအဲ့လိုပေါ့နော်ဟိုအဓိကတော့အဲ့လို institution လေးတွေပေါ့နော်ဒီ federal နဲ့ democracy နဲ့အဲအကိုက်ညီနိုင်တဲ့ institution လေးတွေကိုကျွန်တော်တို့ဟိုစူးစမ်းပြီးတော့ပေါ့နော်အဲဟိုပေါ့ pilot လိုမျိုးပေါ့နော်ကျွန်တော်တို့လုပ်ထားမယ်ဆိုရင်ဒီအတွေ့အကြုံတွေကကျွန်တော်တို့တကယ်နိုင်ငံရေးဆွေးနွေးတဲ့အခါမှာလက်တွေ့ဆန်တဲ့ဆွေးနွေးချက်တွေကိုထွက်လာစေမယ်ပေါ့နော်ဒါကတော့ကျွန်တော်ယုံတော့ပေါ့ကဲ၍ ကိုကအဲ့လို institution တွေကိုပြည်နယ်စစ်မှာလည်းမတီးဆောက်ထားဘူးဘိုးစစ်မှာလည်းမတီးဆောက်ထားဘူးဆိုရင်အဲကျွန်တော်တို့ကဒီနိုင်ငံရေးဆွေးနွေးတဲ့နေရာမှာကျွန်တော်တို့က data အချက်လက်တွေမရှိတော့ဘူးပေါ့နော်ဆိုတော့အဲမြေပြင်ပေါ်မှာတကယ်ဖြစ်ပျက်နေတဲ့အဲဒီဖြစ်စဉ်တွေပေါ်မှာအခြေခံပြီးဆွေးနွေးတာမဟုတ်ပဲနဲ့ပေါ့နော်နိုင်ငံရေးယူဆချက်ပေါ်မှာအခြေခံပြီးဆွေးနွေးတာမျိုးအဲဖြစ်သွားရင်ပေါ့နော်ကျွန်တော်တို့အဲပို့ပြီးတော့ဟိုအချိန်ကြန့်ကြာနိုင်တယ်ဒါပေမဲ့အားလုံးကတပြိုင်တည်းပေါ့နော်ဒီ policy တွေကိုကျွန်တော်တို့ အဲကိုတိုင်လည်းလှုပ်ဖူးတယ်နောက်တကယ်ပဲ policy တွေရဲ့ဒီ level ပုံတွေကိုကျွန်တော်တို့ကသဘောပေါက်လာတယ်ဆိုရင်အဲကျွန်တော်တို့နိုင်ငံရေးဆွေးနွေးတဲ့နေရာမှာလည်းပို့ပြီးတော့အာဒီတိုးတက်မြန်ဆန်မှုရှိနိုင်တယ်ပေါ့နော်အဲတော့အဲလှုပ်လို့ရနိုင်တဲ့ဒီကိစ္စရက်တွေပေါ့နော်အဲဒီအားတွေအားလုံးကိုကျွန်တော်တို့အခုကနေစပြီးတော့ပေါ့နော်ကျွန်တော်တို့အဲဒီဒီလှုပ်ထားရင်တနေ့ကျရင်ဒီရန်တရားကအဆင်ပြေပြေပေါ့နော်ဖက်ဒရယ်ရန်တရားတွေ အဲမှာကျွန်တော်တို့ပြန်ပြီးတော့ဟိုပူပေါင်းသွားနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဒီအကြောင်းကိုပဲဆက်ပြီးမှတည်ချင်ပါတယ်ဟိုကျူတီမစ်စင်သာတင်နေဆိုတဲ့အချက်တွေထဲမှာဥမာတစ်ခုခုပေးပြီးမှရှင်းပြလို့ရမလားဆရာပြည်နေတွေမှာ possible ပုံရှိတာဖို့ဒါမှမဟုတ်ရန်တရား institution တွေကိုတိဆောက်ထားဖို့ဆိုတဲ့အချက်တွေကိုပြောတာလားဆက်ပြီးမှရှင်းပြပေးပါဆရာဒီ institution လို့ပြောတဲ့နေရာမှာတော့ကျွန်တော်တို့ဒီ မာပေါ့ rule based system နေပေါ့နော်ဥမာအပြင်းဆိုရင်ကျွန်တော်တို့ရဲ့အခွန်ကောက်ယူနေတဲ့ပုံစံနေပေါ့နော် အခွန်ကောက်ယူနေတဲ့ပုံစံဆိုရင်ကျွန်တော်တို့အာကျွန်တော်တို့ဒီအဲဒီအခွန်ဆိုင်ရာပေါ့နော်အဲဒီ principle ပေါ့နော်အဲဒီ universal principle တွေရှိပါတယ်အခွန်အခွန်ခါကောက်ယူတဲ့ပုံစံနေအဲကျွန်တော်တို့ arbitrary ဖြစ်လို့မရဘူးပေါ့နော် arbitrary ဆိုတာက အာဒီဆန်နှုံထားတွေကိုပေါ့နော်ကိုကိုထင်တယ်လို့မျိုးပေါ့နော်လူတယောက်ပုံမှာမူတည်ပြီးတော့ချလို့မရအောင်အခွန်ဆိုးတဲ့သဘောတရားကအာ तू က uniformity လို့ခေါ်ရဲပေါ့နော်တပြေးညီမှုကိုကျွန်တော်တို့အဲတပြေးညီမှုအချိုးညီမှုပေါ့နော်အဲအရာတွေကိုကျွန်တော်တို့ကဟိုလိုက်နာနိုင်ရမယ်ပေါ့နော်ဆိုလိုတာက name တစ်ခုကိုကျွန်တော်တို့ဟိုကိုကအုပ်ချုပ်ရေးတူထောင်ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့မှာဒီ arbitrary ပုံစံမျိုးမရှိအောင်ပေါ့နော် institutional practice တွေကကျွန်တော်တို့ကလိုတယ် ဆိုလိုတာကကျွန်တော်တို့အခွန်ကောက်တယ်ဆိုရင်ဘာရည်ရချက်နဲ့ဘာရည်ရချက်နဲ့ကောက်တာလဲပေါ့နော်အဲပြီးွားရင်အဲ့ကောက်တဲ့နှုံထားဆိုတာကလည်းကျွန်တော်တို့ဟိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ပေါ့နော်ဟိုအချိုးညီမှုရှိရမယ်ပေါ့နော်အချိုးညီမှုရှိရမယ်ချိုးညီမှုဆိုတာကဟိုဟိုဟိုဆင်းရဲတာကလည်းတကြက်တထေးသားလည်းတကြအဲ့လိုလုပ်လို့တော့မရဘူးလေအချိုးညီမှုဟိုကျွန်တော်တို့ရှိရမယ် proportionality ပေါ့နော်ဆိုတော့အဲ့လို universal principle တွေနဲ့ကျွန်တော်တို့က စပြီးတော့ institution တွေဒီဘာလို့လဲဆိုတော့အဖွဲ့အစည်းတိုင်းမှာအခွန်ကောက်တဲ့ဟာတွေရှိရပဲပေါ့เนาะကျွန်တော်တို့အများဆုံးအဲဒီဒီအတန်တွေကျွန်တော်တို့ကြားရတယ်ပေါ့เนาะကိုလွတ်မြောက်သွားတဲ့နေမျိုးတွေမှာပေါ့เนาะဟိုနောက်လာတဲ့မောင်ပလဲတိုင်းဝန်ထက်ကဲဆိုတဲ့ဟာမျိုးပေါ့เนาะဟိုနောက်လာတဲ့လူတွေအများပုံဆိုးနေမှာအဲမျိုးကိုကျွန်တော်တို့ကကြော်လွှားဖို့ဆိုရင်နံပါတ်1ကျွန်တော်တို့အဲဒီကျွန်တော်တို့ရဲ့ဒီအခွန်ကောက်ယူတဲ့ရန်တရားတွေကိုပေါ့เนาะကျွန်တော်တို့ကဒီ arbitrary ပေါ့เนาะဒီ ဟိုပါပေါ့ပျောက်တောက်ပေါ့နော်အဲ့လိုမျိုးပုံစံမဟုတ်ဘဲနဲ့အဲမူဝါဒတစ်ခုပေါ်မှာမူဝါဒကိုဟိုဘယ်လိုပြောမလဲအောင်မြင်အောင်ပေါ့နော်အခြေပြုပြီးတော့ကျွန်တော်တို့အဲ့လိုဟို universal principle တွေပေါ့နော်စစထားဖို့အဲလို့ရယ်ပေါ့နော်ဒါကတော့အ ਨੇ ဆုံးအဲဒီကျွန်တော်တို့ဒီအားလုံးဒီအဲဒီဒီ rule of law ပေါ့နော် rule of law နဲ့ democratic principle တွေကိုကျွန်တော်တို့ဟိုလိုက်နာရဲဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါမျိုးတွေနဲ့ကျွန်တော်တို့ အဲစထားလို့ရတယ်။နောက်တန်ရန်ဇရစီမံခန့်ခွဲမှုမှာလည်းထုံနီးလကောင်းပဲကျွန်တော်တို့ကဟိုတန်ဇရစီမံခန့်ခွဲမှုတွေဆိုဆိုရင်လည်းကျွန်တော်တို့ကျွန်တော်တို့ဒီသူ့ရဲ့ governance framework တွေပေါ့နော်။ governance framework လို့ပြောရင်ကျွန်တော်တို့ကဟိုရှေရှေပြပြပေါ့နော်ဟိုဟိုတကယ်အဲ့လိုမျိုးပြောတာမဟုတ်ဘူးပေါ့နော်။လက်တွေ့လုံနိုင်တဲ့အနေအထားမျိုးမျိုးမှာကျွန်တော်တို့ကအဲရှိနေရမယ်။အနည်းဆုံးကိုယ့်ရဲ့တန်ရန်ဇရတွေ ဲဘယ်လောက်ထုတ်နေသလဲပေါ့နော်ဘယ်သူတွေကိုခွင့်ပေးထားသလဲအဲ့ဒါတွေကိုစီမံခန့်ခွဲနိုင်တဲ့ management framework ရှိရမယ်နောက်တစ်ပါးပတ်ဝန်းကျင်အဲဆုံးတစ်ပါးပတ်ဝန်းကျင်တွေကိုကျွန်တော်တို့အဲဒီဒီဒီလိုက်ပြီးတော့ပေါ့နော်ဟိုကြည့်ရှုရဲဆိုတဲ့ဟာမျိုးပေါ့နော်နောက်နောက်တစ်ခုကကျတော့တန်ရစရာတွေတန်ရတန်ကြီးရအောင်ပေါ့နော်ကျွန်တော်တို့အဲကျွန်တော်တို့ဒီဘယ်အဖွဲ့ကအဲ့ဒါကိုကြည့်နေတယ်လဲပေါ့နော်ဆိုတော့အများကြီးအဲ့လိုရှုပ်ထွေးထွေပြားစရာမလိုဘူးဒါပေမဲ့အဲ့လို basic အဟာလေးတွေကိုကျွန်တော်တို့ကစပြီးတော့ဟိုရှိမယ်အဲရှိမယ်နောက်တစ်ခုကအရေးကြီးဆုံးအချက်ပေါ့နော်ကျွန်တော်မြင်တာကတော့ဒီအခုကျွန်တော်တို့နိုင်ငံမှာကြတော့ Federal လို့ပြောတဲ့နေရာမှာကျွန်တော်တို့ကနိုင်ငံရေးတအားကဲနိုင်ငံရေးတအားကဲဆိုတာအဲ့လိုပေါ့နော် abstract အရန်များတယ်ပေါ့နော်ဟိုယူဆချက်တွေနဲ့ကျွန်တော်တို့ကဆွေးနွေးတာများတယ်တကယ်တမ်းကျတော့နိုင်ငံတိုင်းနိုင်ငံမှာအတူပေါင်းနေတဲ့အုပ်ချုပ်တွေဆိုတာကျွန်တော်တို့မှာအ အရေးကြီးတာဒီမြေပြင်မှာဖြစ်နေတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကသိနေဖို့လိုတယ်ပေါ့နော် reality ပေါ့နော်ဆိုတော့တကယ်ဖြစ်နေတာကဘာလဲဆိုတော့ဟိုသိဖို့တော့ကကျွန်တော်တို့ဟိုဟိုအုပ်ချုပ်ရေးပေါ့နော်အဲဒီလို institution တွေအုပ်ချုပ်ရေးတွေအဲ့လိုမူဝါဒတွေအတွက်အရေးကြီးဆုံးကကျွန်တော်တို့က data data အချက်လက်တွေပေါ့နော်ကျွန်တော်တို့က federal ကိုကျွန်တော်တို့ကဒီ data ဘက်ကနေချင်းကတ်တာမျိုးကျွန်တော်တို့မရှိဘူးအချက်လက်တွေကနေချင်းကတ်တာမျိုးမရှိဘူး ဥပမာကျွန်တော်တို့က data data တစ်ခုကိုဟိုဟိုအုပ်ချုပ်တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ data ရဲ့အဲပထဝီအနေအထားတွေပေါ့နော်လွန်တွေလူမှုအနေအထားတွေစီးပွားရေးအနေအထားတွေကိုပုံမှန်အဲကျမ်းမာရေးပေါ့နော်ပညာရေးအနေအထားတွေကိုပုံမှန်ကျွန်တော်တို့ဟိုအုပ်ချုပ်ရေးရန်တရာတစ်ခုဟာမူဝါဒချဖို့ဆိုရင်ကျွန်တော်တို့မှာဒီ data အချက်လက်တွေလိုတယ်ပေါ့နော် data အချက်လက်တွေလိုတယ်ဒီလူရဲ့အချက်လက်တွေလိုတယ်ဆိုတော့အဲ့အရာတွေကိုပုံမှန်ပေါ့နော်ဂိုင်းတွင်နိုင်တဲ့ ရန်တရားကျွန်တော်တို့စပြီးတော့ဟိုကျွန်တော်တို့ဟိုထောင်ထားရတော့မယ်ပေါ့နော်ထောင်ထားရတော့မယ်ပုံမှန်နိုင်ငံတွေမှာတော့ကျွန်တော်တို့ဒါဟိုဟို10နှစ်တစ်ကြိမ်ပေါ့နော်ကျွန်တော်တို့ဟို census data လိုမျိုးပေါ့နော်ဟိုလူကြီးတကောင်စီရင်ကောက်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဟာလည်းတော်တော်အရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့တကယ်ဒီအုပ်ချုပ်ရေးစနစ်တွေနောက်အဲ့လိုမျိုး physical federalism တွေကိုကျွန်တော်တို့လုပ်တော့မယ်ဆိုရင်ဒီကိုယ့်ရဲ့အုပ်ချုပ်ရေး unit တွေပေါ့နော်မြေပြင်မှာရှိတဲ့အုပ်ချုပ်ရေး unit တွေကဒီ အဲကိုစိုးမိုးထားတဲ့နေမြေရဲ့အချက်လက်တွေကိုပေါ့နော်အမှန်တိုင်းပေါ့နော်ကျွန်တော်တို့အဲဒီတည်ပြီးတော့ပေါ့နော်အမှန်တိုင်းတင်ပြပြီးတော့အဲ့အရာတွေကိုစုစည်းထားဖို့အရေးကြီးတယ်ဒါမှသာလင်ကျွန်တော်တို့ကမူဝါဒချမှတ်တဲ့အခါမှာဒီအချက်လက်တွေပေါ်မှာကြည့်ပြီးတော့အဲဒီတင့်တော်ရယ်ပေါ့နော် အခွန်ပမာဏတွေကျွန်တော်တို့လုံနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ပညာရေးချမှတ်ရေးအတွက်ပေါ့နော်လိုအပ်တဲ့ resource allocation တွေလုံနိုင်တယ်ပေါ့နော်တကယ်ကနိုင်ငံတကာနိုင်ငံကိုအုပ်ချုပ်တယ်ဆိုတော့ resource allocation အကြီးစားလုပ်တာပဲဟိုဟိုဘယ်လိုပြောမလဲဒီအဲဒီဒီအခွန်ဘန်ဒါတွေကိုလည်းကျွန်တော်တို့ကအဲစူးစီးယူရတယ်ပြီးအဲအခွန်ဘန်ဒါတွေကိုလည်းပြန်လည်ပြီးတော့အဲခွဲရတယ်ခွဲတဲ့နေရာမှာလည်းကျွန်တော်တို့အဲမြန်မြန်တတ်တတ်ဖြစ်ဖို့ပေါ့နော်ဖုံဖြိုးရေးဦးစားပေးဖို့ဆိုရင်ကျွန်တော်တို့ကခုနကကျွန်တော်ပြောရတဲ့အချက်လက်ကောက်ယူရဲ agency ရရှိဖို့လိုတယ် အခုကျွန်တော်တို့မှမရှိနေတာဟာအဲ့အရာတွေပေါ့နော်ဒီတော်လန်ရေးအဖွဲ့အစည်းတွေမှာအားနည်းနေတာအဲ့ဒါဆိုတော့အဲ့ဒါကိုလည်းကျွန်တော်တို့ကပြိုးထောင်ပြိုးထောင်သွားပေးလို့ရတယ်အဲ့အခါမှာကျွန်တော်တို့ကအဲဒီအဖွဲ့အစည်းတစ်ခုအနေနဲ့ပေါ့နော်အခွန်နေချတဲ့အခါမှာကျွန်တော်တို့ကအဲဒီဒီဒီ ARD တင့်တော်နေတဲ့အခွန်ပမာဏဟုတ်သလားပေါ့နော်အဲနောက်တစ်ခုကပြီးရင်ဒီအဲ့အခွန်ပမာဏရလာတဲ့ပတ်စံတွေကိုပြန်လဲခွဲဝေသုံးဆွဲတဲ့နေရာမှာပေါ့ကျွန်တော်တို့ကအဲတကယ်ဖုန်ဖြိုးရေးကိုဦးစားပေးပြီးရောပေါ့နော်ဟိုဟိုတကယ်ပဲအဲ ဒီညီလူမြလူရှိတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကျွန်တော်တို့ကပြန်လဲအဲတုံးဆွဲပေးနေသလားဆိုတော့ကျွန်တော်တို့ကသိနိုင်တယ်ပေါ့နော်ဆိုတော့ဒီ area ကအဲဒီဒီအခုလက်ရှိကာလမှာလဲပေါ့နော်ကျွန်တော်တို့စပြီးတော့အဲတည်ထောင်ပြီးတော့ပေါ့နော်ဟိုဟိုအကျွမ်းတဝင်ဖြစ်နေရမယ်အလေးအကျင့်နေလို့ကျွန်တော်အနေနဲ့ကမြင်ပါတယ်ဒါဒီအလေးအကျင့်နေရှိခြင်းမှရှိလာမှသာလဲကျွန်တော်တို့ကအဲတစ်ဖက်မှာပေါ့နော်ကျွန်တော်တို့ကစနစ်တစ်ကိုတည်ထောင်နေတာဖြစ်တယ်ပေါ့နော် ဆက်ကစားစနစ်ကမကောင်းဘူးပေါ့နော်ဒီဆရာနာရှင်စနစ်ကမကောင်းဘူးဒီဆရာနာရှင်စနစ်ကိုအဲဒီထောက်ပံ့ပေးနေတဲ့ဒီဒီစနစ်တွေလည်းမကောင်းဆိုပြီးတော့ကျွန်တော်တို့ကစနစ်တစ်ကိုကျွန်တော်တို့ကထူထောင်နေတဲ့အခါမှာကိုကိုနှိုက်ကလဲဒီရတွေကိုအာဒီစနစ်တစ်မှာပေါ့နော်ပို့ပြီးကောင်းမွန်တဲ့အဲဒီဒီစနစ်တစ်ဖြစ်လာဖို့ဆိုရင်ပေါ့နော်အဲ့အချက်လက်တွေကအာရေးကြီးတယ်ပေါ့နော်ဆိုတော့အဲ အဲ့လိုမျိုးပုံစံနဲ့ပေါ့နော်ကျွန်တော်တို့ဟိုဒီသက်ဆိုင်ရာအဖွဲ့အစည်းတော်လိုင်းရေးအဖွဲ့အစည်းတိုင်းကအဲစပြီးရောပေါ့နော်ဒါကိုအဲကျွန်တော်တို့ကြိုးစားပြီးတော့လုပ်ဖို့တော့လိုတယ်ပေါ့နော်ဟိုကျွန်တော်အဲ့လိုပြောလို့လွယ်လွယ်ကူကူဖြစ်လာမယ်လို့ပြောရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲဒီအဲ့ဟာတွေအဲ့အဖွဲ့အစည်းတွေပေါ့နော်အဲ့ဟာတွေရှိခြင်းကအဲကျွန်တော်တို့ဒီလူထုရဲ့ယုံကြည်မှုကိုကျွန်တော်တို့ပို့ပြီးတော့ရနိုင်တယ် အဲတစ်ဖက်မှာလည်းတော်လန်ရေးတော်လန်ရေးကာလအတွင်းမှာလည်းပေါ့နော်ကျွန်တော်တို့အမ်ဒီဒီကျွန်တော်တို့ဒီစီလိုဝါလုပေါ့နော်စီလိုဝါလုဟာတွေကိုကျွန်တော်တို့အဲထိန်းချုပ်နိုင်မယ်ထိန်းချုပ်နိုင်မယ်ပြီးွားရင်အဲတော်လန်ရေးပြီးလို့ပေါ့နော်ကျွန်တော်တို့ဟိုအတွင်ပြူကောင်းအတွင်ကူပြောင်းရေးကာလရောက်သွားတဲ့အခါမှာလည်းဒီအဲဒီ federal ကိစ္စတွေအဲဆွေးနွေးတယ်နောက် constitution ပေါ့နော်အခြေခံဥပဒေအစ်စ်တွေဆွေးနွေးတဲ့အခါမှာလည်းအဲ့လိုမျိုး ကိုလှုပ်ထားပြီးသားပေါ့နော်အဖွဲ့အစည်းတွေ practice တွေရှိနေတဲ့အခါမှာဆိုရင်အဲ့ဒါကိုကျွန်တော်တို့အဲဒီဒီပြည်နယ်အဆင့်မှာပဲဖြစ်ဖြစ်ပြည်တော်စုအဆင့်မှာပဲဖြစ်ဖြစ်ပူးပေါင်းဆောင်ရွက်ဖို့ကဟိုပြီးတော့လွယ်သွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်